င်အောင်ပြုတ်ပြီးရင်ကွာဖို့ကွဲဖို့ကွာဖို့ဆိုတာမင်းကလေးတယောက်မှာတော်တော်လေးခက်ခဲတဲ့အတွက်ချိန်ကလေးတောင်ဖြစ်သူကိုဒုက္ခလို့မလုပ်ရအောင်ဖြစ်နေရတဲ့အစဉ်ကနော်ဘရင်းယန်ရှင်မခိုင်ပူပူချိတ်ကစင်ကယ်မှာတယောက်နေနဲ့ဘဝကိုတယောက်တည်းရင်ဆိုင်ဖြတ်တန်းနေရတာဖြစ်ပါရင်အခုလက်ရှိမှာသူ့ဘေးမှာအသက်9နှစ်အရွယ်ဒါလေးတယောက်တည်းသာရှိရဖြစ်ပါရင်ဒါဖြစ်သူကခြေထောက်ခွင်နေပြီးတော့ အားနည်းချက်အနည်းငယ်လည်းရှိနေကြတာဖြစ်ပါတယ်ဒီလိုတောင်လေးရဘာအားငယ်မှုမရှိအောင်မက်ခိုင်ပူပူချက်ကတယောက်တည်းနေပြုစုပြောထောင်ပေးရတာဖြစ်ပါတယ်ဖခင်ဖြစ်သူကတောင်လေးနှစ်နှစ်အရွယ်ကလေးကစွန့်ပြစ်သွားခဲ့တာဖြစ်ပါတယ် နှစ်နှစ်သားအရွယ်မှာဒါလေးကိုပြုစုပြောထောင်ရင်းနဲ့မိခင်ဖြစ်သူကမအားလက်နိုင်ဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူကနောက်တစ်ယောက်နဲ့ဖောက်ပြန်နေခဲ့ရလို့သိရတာဖြစ်ပါတယ်ဖောက်ပြန်တဲ့အကြောင်းကိုသိတဲ့အချိန်မှသာသိခဲ့ရတာဖြစ်ပြီးတော့ဘယ်အချိန်ကလေးလဲဆိုတာတော့တေချာမသိခဲ့ရပါဘူးအစားတော့အိမ်အောင်ကွဲမဖြစ်ချင်တဲ့စိတ်နဲ့ဒီခံဖို့စူးစမ်းခဲ့ပါတယ် အမျိုးသမီးတိုင်းကအိမ်အောင်ခွဲတစ်ခုလည်းဖြစ်ရမှာကိုကြောက်တတ်ကြပါရင်မခိုင်ပူပူချက်လေတကယ်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချပြီးတော့တယောက်တည်းဖြတ်တန်းဖို့အဆုံးဖြတ်လိုက်တာပါဒီလိုဘဝနဲ့ရှေးဆက်ဖို့ဆိုတာမဖြစ်နိုင်လို့ခင်ဘုံကို꽌ရှင်းပြီးတော့သားလေးကိုလည်းသူမပဲခေါ်ထားခဲ့ပါရင်သားဖြစ်သူက နှစ်နှစ်ကျော်နဲ့သူ့မှာလောက်ကင်စားတောက်ခဲ့ရတာဖြစ်ပါတယ်။တခုလည်းဖြစ်တာမို့ပဝင်းစင်မှာအထင်သေးခံရတာလည်းရှိပါတယ်။ဒါလေးကအသက်၉နှစ်အရွယ်ရှိနေပြီဖြစ်ပြီးတော့အခုချိန်လေးကျန်းမာရေးလုံးဝမကောင်းပါဘူး။ဒါလေးရဲ့ခြေထောက်ကအချင်းပက်သွားပြီးတော့ခွင်နေတာဖြစ်ပါတယ်။ ဒါအိုနလာတာလောက်ကလေးရသီးလို့မခံပူချက်ကအခုပေးခဲ့ပေမဲ့ကုလိုမရခဲ့ပါဘူးငွေရှိသလောက်သာကုရတာမို့ကုလိုက်ရှက်လိုက်နဲ့ဖြစ်နေခဲ့တာပါဒါအပြင်ဒါလေးကအကျမ်းမကြီးလဲလုံးဝမကောင်းပါဘူးအသက်9နှစ်အရွယ်ထိအမြဲလိုလိုစီးကန်းတာသွားပြီးတော့ကုနေရတာဖြစ်ပါရဲ့ ဒါကြောင့်မို့မိခင်ဖြစ်သူကဇဝနေရေးကိုရှာရတဲ့အပြင်စေးဘိုးပါဆက်ပြီးတော့ရှာနေရတာဖြစ်ပါတယ်။ဒါပေမဲ့မခိုင်ပူပူချစ်ကလုံးဝအာမရောပါဘူး။ခင်ဘုန်းကိုမကောင်းတာတီးခံပြီးတော့ဆွေးချမိတဲ့အပေါ်မှာဟိုနောင်တာမရဘူးဖြစ်ပါတယ်။ခင်ဘုန်းကိုသူဆွေးထားတာမျိုးမရှိတဲ့အတွက်နောင်တာမရဘူးဆိုတဲ့အကြောင်းကိုရင်ဖွင့်လာတာဖြစ်ပါတယ်။မလောက်ခိုင်နိုင်တဲ့အသက်အရွယ်ထိဆွေးခေါ်တော်ခဲ့မယ်ဆိုရင် သူပဲနဲ့နာမှာမို့အသက်ငယ်တုန်းကခွာရှင်းခဲ့တာဖြစ်ပါတယ်။ဒါလေးကိုလည်းသူရအောင်ရှာကျွေးမယ်လို့ဆုံးဖြတ်ထားတာမို့ရှားတဲ့အလုပ်ခံအောင်လုပ်ပြီးတော့လုပ်ကင်ကျွေးမွေးနေခဲ့တာဖြစ်ပါတယ်။မိဘရင်းနဲ့အတူတူနေရတာမို့ဒါလေးကိုထိန်းပေးတာတွေရှိပြီးတော့အနေငယ်သက်သာတယ်လို့ဆိုရမှာပါဒါပေမဲ့လည်းစာဝတ်နေရတော့ကိုရိုင်းရှာစားရတာဖြစ်ပါတယ်မက်ခိုင်ပူပူချစ်က ေတန်းဆက်မှာရရဲအလုံးလုံးပြီးတော့နေချင်ရတာဖြစ်ပါတယ်။ဖားခင်မရှိတဲ့အပြင်ဆင်းရဲတဲ့အတွက်ပတ်ဝန်းကျင်မှာ အနေခံရတာလည်းရှိပါတယ်။ဒါပေမဲ့လည်းမက်ခိုင်ပူပူချစ်ကတော့လုံးဝကိုမမှုပါဘူး။တားဖြစ်သူကိုနှိမ်ရင်လည်းလုံးဝလက်မခံပဲတုံ့ပြန်တာဖြစ်ပါတယ်။ဒါ့အကြောင်းမှာနှိမ်ရင်လည်းဒီမခံပဲသွားပြီးတော့ရှင်းတတ်တာပါ။ အချင်းတောင်မှစိတ်ချင်ရပေးတာမျိုးကိုလုံးဝလက်မခံတာဖြစ်ပါတယ်။သူကြောင့်မို့သူသားလေးကမျက်နှာငယ်မအောင်လဲမလို့လားသလိုမျက်နှာငယ်တာကိုလည်းလက်မခံပါဘူး။မခံပူပူချစ်ကတော့သူဘာပဲလောကလောကတားလီကိုတော့အကောင်းဆုံးထားသွားမှာဖြစ်ပါတယ်။ဖောက်ပြန်တဲ့ခင်မုန်းလဲဘာတပြားတစ်ချက်မှမထောက်ပံ့သလိုတားဟုတ်ပြန်ခေါ်မယ်ဆိုရင်တောင်မှလက်ခံမှာမဟုတ်ပါဘူး။သူလိုဘဝတူရီရှိရင်လဲ တစ္ဆာဖောက်ခံရပြီဆိုရင်တော့ရုံထွက်ကြပါဆိုပြီးတော့အကြံပေးထားတာဖြစ်ပါတယ်။ကျန်းမာရေးမကောင်းတဲ့သားကိုပြုစုရင်းနဲ့စိတ်ထဲကြံ့ခိုင်တဲ့မက်ခိုင်ပူပူချစ်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ကြပါဦး။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။